လာမယ့်ရာသီမှာလည်းချန်ပီယံဆက်ဖြစ်ဖို့အတွက်လီဗာပူးပြုတ်လုသွားရမယ့်အချက်တစ်ချက်အားလုံးမင်္ဂလာပါရှင်စပော့ဘာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လီဗာပူးအနေနဲ့ဒီယာဒီမှာတော့ပရီးမီးယားလိစုဖလားကိုတေချာပေါက်သိမ်းပိုင်နိုင်တော့မှာဖြစ်ပါတယ်။ဒီယာဒီကိုပြန်ကြည့်ရမယ်ဆိုရင်နီးပြားတဲ့နဲ့အတူအောင်မြင်ခဲ့တယ်လို့လည်းပြောလို့ရပါတယ်။အဲ့မှာလည်းအခြားလိုအပ်ချက်ရှိတာလေးတွေရှိနေပြီးတော့ဒါတွေကိုပြင်ဆင်ရင်းနဲ့လာမယ့်ယာဒီမှာလည်း ချန်ပီယံဘွဲ့တွေကိုဆက်လက်သိမ်းပိုက်သွားဖို့လိုအပ်နေပါတယ်။အထူးသဖြင့်ကတော့ချန်ပီယံလိနဲ့ပရီးမီးယားလိပြိုင်ဆိုင်မှုတွေပါပဲ။ချန်ပီယံလိကိုပုံစံပြောင်းလဲကျင်းပတာလာမယ့်နှစ်ဆိုရင်ဒုတိယမြောက်နှစ်ဖြစ်ပြီးတော့ဥရောပအသင်းတွေကသူ့ထက်ငါအပြိုင်ပြိုင်ဆိုင်မှုကောင်းနေနဲ့ချီတက်လာကြတော့မှတေချာပါဗျ။ဒါအပြင်ပြည်တွင်းလက်မှာဆိုရင်လည်းအဓိကပြိုင်ဘက်တွေအဖြစ်အာဆင်နယ်အပြင်မက်ဆီဒီကလည်းလီဗာပူးရဲ့ပြိုင်ဘက်စစ်စစ်ဖြစ်လာဖို့ရှိပါတယ်။မက်ဆီဒီကဒီယာတီမှာခြေချော်ခဲ့ပြီးတော့သူတို့အနေနဲ့လိုအပ်ချက်တွေကိုအမြန်ဖာထေးပြီး လာမယ့်နှစ်အတွက်ဒေသပေါက်အစဉ်အသင့်ဖြစ်နေကြပါပြီ။အဲ့ဒီအပြင်ချဲစီအသင်းကလည်းခြေစမ်းတည်ငြိမ်ကြပြူလာနေပြီးတော့လာမယ့်ရာသီမှာတော့စူပလာစင်ခေါ်လာနိုင်တဲ့အထိကောင်းမွန်လာဖို့ရှိပါတယ်။ချက်မြင့်အသင်းအနေနဲ့ကတော့ Forest Castle United တို့ကလည်းရှိနေပြီးတော့ဒီလိုကောင်းမွန်ကြက်တဲလာမယ့်ရာသီတစ်ခုကို Liverpool အနေနဲ့ပြင်းစင်မှုကောင်းနေမှရှိပဲနဲ့လိုအပ်ချက်တွေနဲ့သာဆက်သွားရင်ရလဒ်တွေကတိတ်မောက်သွားနိုင်ပါတယ်။ဆိုတော့အသင်းဘက်ကအကောင်းဆုံးပြင်းစင်မှုတွေကိုပြုလုပ်သွားဖို့လိုအပ်နေပြီးတော့ဒီထဲကပြောစရာအချက်တစ်ချက်အနေနဲ့ကလည်းအသင်းရဲ့တိုက်စစ်ပိုင်းပဲဖြစ်ပါတယ်။ တိုက်စစ်လို့ဆိုတဲ့နေရာမှာပိုပြီးတိတိကျကျပြောရမယ်ဆိုရင်အသင်းရဲ့အထောင်တိုက်စစ်မှုတွေပဲဖြစ်ပါတယ်။လက်ရှိအသင်းမှာဒါဝင်နူးယက်စ်နဲ့ဂျိုတာတို့ရှိနေပြီးတော့သူတို့စီကတိကျသေးကြတဲ့အဆုံးသက်ဆွမ်းရည်တွေကိုမိပြကြီးအမ်စလော့အပါအဝင်အသင်းနဲ့သက်ဆိုင်တဲ့သူတွေအကုန်လုံးကမျှော်လင့်နေကြတာပဲဖြစ်ပါတယ်။ဒီအကြောင်းအရာတွေကိုအမ်စလော့ကလက်စတာနဲ့ပွဲစဉ်တိုင်းကမှအရေးအမွက်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။နံပါတ်တပီးပြောရမယ်ဆိုရင်အပြောခံရတဲ့ကစားသမားအတွက်နောက်ဆက်တွဲပြဿနာတွေရှိတာကြောင့်မလို့ slot အနေနဲ့အရေးအမွက်ပဲပြောဆိုခဲ့ပါတယ်။ရိုးရှင်းတဲ့အချက်ကတော့ဂိုးတွေသွင်းယူနိုင်ဖို့ပါပဲ တိုက်စစ်မှုတူကဂိုးတွေကိုရယူနိုင်တဲ့အပြင်လက်ရှိမော်ဒန်ဘောလုံးလောကမှာတိုက်စစ်မှုကအသင်းတစ်သင်းရဲ့ပြင်းထန်တဲ့ဖြစ်အားပေးအစိပ်ပိုင်းတစ်ခုဖြစ်နေရမှာပါနောက်ဆုံးအနေနဲ့လီဗာပူးအသင်းရဲ့နံပါတ်9နေရာကတိုက်စစ်မှုတွေသာဂိုးတွေအများကြီးသွင်းယူနိုင်မယ်ဆိုရင်ကျွန်တော်တို့အတွက်အများကြီးအထောက်အကူဖြစ်စေမှာပါအဲ့ဒါကျွန်တော်ရဲ့တူတူတုတ်တုတ်အဖြေပါပဲဆိုပြီးတော့အထောင်တိုက်စစ်မှုတူရဲ့လိုအပ်ချက်တွေကိုပြောဆိုခဲ့တာဖြစ်ပါတယ်။ဒီရာဒီမှာဒေါင်ယူညက်စ်တယောက်ဘယ်ပုံဘယ်နည်းကစားခဲ့လဲဆိုတာကိုအားလုံးလည်းအသိပါပဲ။ဒီတော့သူ့အနေနဲ့တိုးတက်လာမယ့်အပိုင်းကိုစောင့်ကြည့်မလား။ ဒါမှမဟုတ်အပြောင်းအလဲတစ်ခုကိုလုံပါလားတစ်ခုခုကိုပိုင်းပိုင်းနိုင်နိုင်ဆုံးဖြတ်သွားရမှာပဲဖြစ်ပါတယ်။လာမယ့်ရာသီကတကယ့်ကိုခီးကျန်းတစ်ခုဖြစ်လာတော့မှာပါ။ပွဲမဝင်ခင်အပြင်ကကျင်းပါထားဖို့လိုအပ်နေပြီးတော့တိုက်စစ်မှုအရေးကိစ္စကလည်းအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ရှိနေပါတယ်။ဒါကြောင့်လည်းပဲအသင်းဟာဈေးကွက်ထဲရနိုင်မယ့်အထောင်တိုက်စစ်မှုကောင်းတွေကိုချိန်ရွယ်နေတာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့အပွန်လဟောရဲ့အကြံပြုချက်လေးတစ်ခုကိုတင်ဆက်ပေးခြင်းပါတယ်။အိုစီမန်ကချက်စီးနဲ့လိုက်ဖက်ပါတယ်။နောက်ပြီးလီဗာပူးနဲ့လည်းအတူတူပါပဲ။ သူဘလောက်ကောင်းလဲဆိုတာဒီယာတီသူကစားတာကိုကျွန်တော်ကအသေးချာကြည့်ပြီးမှပြောတာပါသူမှလျင်မြန်မှုရှိတယ်ရုံးအားလည်းကောင်းတယ်အမြင်ပေါ်လည်းပိုင်တယ်ဘဲချင်းညာချင်းနဲ့လည်းအဆုံးသတ်နိုင်တယ်ပြောရရင်ဒီဒီယာဒရဘာတို့လိုခင်ဟောင်းနံပါတ်၉ကစားသမားမျိုးပါပဲပရီးမီးယားလိခလပ်အသင်းအသင်းအနေနဲ့နောက်ရာသီတကယ်ကိုကြမ်းကျင်ရင်ကိုစီမန်ကိုသာရအောင်ခေါ်လိုက်တော့အခုမှသူက26နှစ်ပဲရှိသေးတယ်နောက်ထပ်9နှစ်6နှစ်လောက်သူ့စီကနေအများကြီးမျောလင့်လို့ရမှသေးတယ်တကယ်ကိုပါရမီရှိတဲ့ကစားသမားတယောက်ပါ တူရကီလိဂ်လိုနီယာမြို့မှာမကစားသင့်မဲ့ပရီးမီးယားလိဂ်လိုနီယာမြို့မှာရှိတဲ့နေသူပါဆိုပြီးအကြံပြုပြောဆိုထားတာဖြစ်ပါတယ်။ဒါတွေကအကြံပေးချက်တွေပါပဲ။အသင်းအနေနဲ့ကောင်းမွန်အောင်ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာကတော့တကယ်တမ်းစောင့်ကြည့်ရမှာပါ။အဓိကကတိုက်စစ်ပိုင်းဟာလက်ရှိတက်ကိုပို့ပြီးတော့ကောင်းမွန်နေဖို့ပဲလိုအပ်တယ်ဆိုတာပါပဲရှင်။